ိုင်အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကသတင်းချင်လာပြင်းနေအပြီးတမခါတော်နေလေးပေါ့နော်ဒီနေ့ဒီမှာတော့မနေ့ကမှရအောင်တန်ရှင်လေးလို့ဖရာတော်တော်လေးပါခဲ့ပြညပိုင်းကြောင်းလည်းဖရာဆင်မီလေးပူဇော်ပြီးတော့ဖရာပန်းလေးတော်တော်လေးကပ်ပါတယ်ရှင်အဲဒီတော့မှာတော့ ုံးလေးဆက်ပြီးတော့အဝေးမှရောက်နေတဲ့အတွက်ကြောင့်မို့ဖုံးလေးဆက်ပြီးရတဲ့ကတော့ပါရဲ့ရှင်အဲဒီတော့မှတော့အမောင်မနှစ်ယောက်တည်းရှိရဖြစ်တဲ့အတွက်ကြောင့်မို့ဟော့ပေါ်လေးကိုလွယ်လွယ်ကူကူနဲ့အများကြီးမထဲတော့ဘဲနေနေပပပဲပေါ့နော်ကိုကြိုက်တဲ့ဟာလေးပဲအဓိကထားပြီးထည့်ပြီးတော့ဟော့ပေါ်လေးကိုလှုပ်ရှားပါရဲ့ရှင်ဟော့ပေါ်လေးမှာဆိုရင်ဒီအနှစ်လေးကတကယ်ကိုကောင်းနေပေါ့နော်ဘယ်အချိန်ဆက်ဆက်အဲဒီနှစ်ထောင်လေးကိုပဲဝယ်ဖြစ်ပါတယ်ပြီးတော့ဟော့ပေါ်စာရင်နဲ့ပေါ့နော်အမောင်မ ရှိအောင်နောက်ဖြစ်တယ်ပြောရင်လည်းအဝေးမှာရောက်နေတဲ့အမတွေဦးလီတွေကိုမိသားစုကိုလည်းတတိယရယ်ပေါ့နော်အရင်ကအတူတူဖြတ်တန်းကြပေမဲ့ခုတော့မော်လမတ်နှစ်ယောက်တည်းဖြစ်နေတာပေါ့နော်ဒီနေ့တရင်ကျုပ်ကသမယာမှာစိတ်ချမ်းသာခြင်းကိုယ်ရေးကျမ်းမာခြင်းနဲ့ပြည့်စုံနိုင်ပါစေကြောင်းဆုမကောင်းတောင်းပေးအပ်ပါရှင့်ဒီနေ့မိသားစုများနဲ့ပျော်ရွှင်စံနေလေးဖြစ်ပါစေရှင့်ကျေးဇူးတင်ပါတယ်ရှင့်